ခဏရလည်းဖတ်လို့ကောင်းလဲဆိုရင်တော့အစ္စတန်ဘူးမြို့မှာလည်းပတ်စရာနေရာမကုန်တော့ဖြစ်နေအဓိကအားလုံးနဲ့သွားကြတဲ့ဒီ tourist attraction နေရာတွေပေါ့နော်ပလီတွေသွားလည်လို့ရတယ်တကယ်တပိုင်းချောင်းရှိရပလီတွေရှိရပြီးတော့ဒူရီနိုင်ငံအကြီးဆုံးပလီတွေရှိတယ်နောက်ပြီးတော့ဒီတကယ်အထင်ကြီးပေါ့နော် church ချောင်းနေဒါလည်းလည်လို့ရတယ်အဲနောက်ပြီးတော့ shopping လုပ်လို့ရတဲ့နေရာတွေအများကြီးရှိတယ်အထူးသဖြင့်တော့ grand bazaar ပေါ့တကယ်ဟိုနှစ်ရာနဲ့ချီပြီးရှိတဲ့ဈေးရှိမယ်နောက်ပြီးတော့ boss rest တို့ဒါလူတိုင်းလောက်ကြတဲ့ဟာတွေပေါ့နော် အဲဒီ postgres တူလို့လုပ်ရမယ် compile စားပြီးတော့အဲ့ oracle query တစ်လျှောက်မှလည်းလဲတာလုပ်လို့ရတယ် istanbul မှာပြီးတော့ europe site နဲ့ asian site လည်းထပ်ပြီးတော့ကွဲသေးတာ europe site မှာတော့လဲစရာပိုများတယ်ဒါပေမဲ့ asian site မှာလည်း legendary ဆိုရင်တော့ခုနပြောတဲ့ billion မှာဆို chamney ja billion နဲ့အတူတူထပ်ပြီး chamney ja tower လည်းတက်လို့ရတယ်ဒါ istanbul မြို့တစ်မြို့လုံးရဲ့ view ကိုကြည့်လို့ရတဲ့နေရာတွေရှိတယ်အထင်ကြီးကအစားတောက်ဆိုင်တွေပေါ့ဒီ turkey ရဲ့နာမည်ကြီးအစားတောက်တွေ kebab တွေ turkey ရဲ့ရိုးရအစားတောက်တွေစားလို့ရမယ် အဲနောက်ပြီးတော့ဒီ mode ချိုးကြီးပေါ့ Turkish switch တွေအဲ့ဒါကြီးလိုက်ပြီးတော့စားလို့ရမယ် Amino new circle ကြီးတခြားမှာပေါ့အဲအိနာဒီမှာကျွန်တော်တို့ကြိုက်ဆုံးနေအစ်စံမှုသွားရင်အများဟိုဒီတိုင်းညဘက်လက်ဖေးပဲတောက်ပြီးသွားထိုင်တယ်အနည်းဆုံးတော့ ဟာလစ်တရာကြီးပေါ်မှာတစ်ခေါက်လမ်းလျှောက်လိုက်ပေါ့နော်ဟုတ်တယ်နောက်ပြီးတော့ဟိုတစ်ခုပေါ့နော်အစ္စတန်ဘူလာလေးရယ်ဆိုရင်ဟို public transportation နဲ့အသုံးကြီးတင်တယ်ဟုတ်တယ်ဒီမာမရိုက်တို့ဘာလို့စီးကြီးတင်တယ်ပေါ့နော်အများရထားတွေပါအစ္စတန်ဘူမှာပြောရင်တော့ကုန်မှာမဟုတ်ဘူးအများကြီးပဲရှိတယ်နောက်ပြီးတော့ဒီညဘက်ဆိုရင်လည်း walking street တွေပေါ့ taxi ကတော့နာမည်အကြီးဆုံးပေါ့ taxi ရှိတယ်ဒါ station side မှာဆိုလည်းရှိပါတယ်ကာလာဒါတဝါရီသွားလို့ရမယ်အများကြီးပါပဲဒါတော့အခုကျွန်တော်ပြောရတဲ့ဟာဒီပေါ်တော့အများဆုံး tourist တွေလည်တဲ့နေရာတွေပေါ့နော်